အော်တိုဘောက်ကနေအင်ဂါနီကထိုင်းတပ်မတော်ကောက်ဝေးဦးသီချုပ်ဘူချုပ်ကြီးဥကရစ်ပွန်ထာနွန်ဦးဆောင်ကျင်းပခဲ့တဲ့အထူးစည်းဝေးကနေကမ္ဘောဒီးယားနဲ့နေဆက်ရေးကိစ္စမှာဆေးဥချုပ်ရေးဥပဒေကိုအသုံးပြုမဲ့အကြောင်းအတည်ပြုခဲ့တာပါဒီစည်းဝေးကိုကြီးရည်လီတမှုတွေနဲ့ရဲချုပ်တွေတက်ရောက်ခဲ့ပြီးဆုံးဖြတ်ချက်ကိုတညီတညွတ်ထဲချမှတ်ခဲ့ကြတာပါစည်းဝေးရဲ့အဓိကရလဒ်ကတော့ကမ္ဘောဒီးယားနိုင်ငံသားတွေထိုင်းပိုင်နယ်ထဲကိုကျူးကျော်အခြေချနေထိုင်နေတယ်လို့ ူဆရတဲ့ကိစ္စရပ်တွေကိုဖြေရှင်းဖို့အတွက်1914ခုနှစ်ကတည်းကပြဋ္ဌာန်းထားတဲ့စေုပ်ချုပ်ရေးဥပဒေကိုအသုံးပြုသွားဖို့သဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကိုအမြန်ဆုံးအကောင့်ထဲပေါ်သွားမယ်လို့လဲဆိုပါရယ်ဒီစီစဉ်ရအဓိကအချက်၃ချက်ကိုချမှတ်ခဲ့ပါရယ်နံပါတ်၁အနေနဲ့စစ်စင်ရေးအားလုံးကိုစေုပ်ချုပ်ရေးဥပဒေနဲ့အညီထိရောက်စွာတိကျစွာဆောင်ရွက်သွားမယ်နှစ်တိုင်းကြီးတက်ကနေပြီးတော့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေထိုင်းနိုင်ငံရဲ့ဥပဒေတွေနဲ့ကိုက်ညီမဲ့တိုက်ပွဲဝင်စီးပွားရေးဆွဲပြင်ဆင်ရမယ် သုံးနေတဲ့ပြည်ထောင်စုဌာနထိုင်းနိုင်ငံရေးတဖွဲ့နဲ့ခြားသက်ဆိုင်ရာအာဏာပိုင်တွေအားလုံးကစစ်တပ်ရဲ့စစ်စင်ရေးတွေကိုဝိုင်းဝန်းကူညီပံ့ပိုးပေးရမှာဖြစ်ပါတယ်။ထိုင်းတပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူပိုချုပ်ဝီထိုင်းလက်တောင်ယာကတော့ဒီလှုပ်ဆောင်ချက်တွေအားလုံးဟာမျိုးသားချုပ်ချာအာဏာကိုကာကွယ်ဖို့နေဆက်လုံခြုံရေးကိုအားကောင်းစေဖို့နဲ့နေဆက်ဒေသပြည်သူတွေရဲ့အတူအင်စည်းစိမ်ကိုကာကွယ်ဖို့ဖြစ်တယ်လို့တရားဝင်ပြောကြားထားပါတယ်။ဒါပေမဲ့နှစ်ပေါင်းတရာကျော်ကဥပဒေတစ်ခုကိုပြန်လည်အသက်သွင်းလိုက်ခြင်းဟာ နိုင်ငံခြားနေဆက်တင်းမာမှုတွေကိုပုံမြင့်တက်လာစေမလားဆိုတာကိုတော့နိုင်ငံတကာတိုင်းဝန်ကအဓိကစောင့်ကြည့်နေကြပါတယ်။